Thank uh you. -huh. မင်္ဂလာပါရှင် ကျွန်မကတော့ကေခိုင်ပါဒီပူပီရုံးမြစ်တန်ကြားရဲ့နေ့လည်နေ့ရဲ့အချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအာကစားသတင်းတွေကိုလည်းရှုစားကြပါပါရှင် တနင်္သာရီတိုင်းဘန်လမုတ်ကျေးရွာအုပ်စုအလေးပိုင်းလျှော်မှာစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်အရသာခွန်ရောက်ထမ်းမနေထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအဖိုးအိုတယောက်ကစိုးရင်ရတဲ့အခြေအနေမှာရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။အော်တိုဘာလ14ရက်နေ့ညနေ3နာရီမှာစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ဘုံသီးသုံးလုံးပစ်ချခဲ့တဲ့အတွက်အလေးပိုင်းလျှော်ရေတွင်းမှာရေချိုးနေတဲ့အရသာတွေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ လက်လက်ကြီးမဲတဲ့သူတွေတဲကအသက်80ကျော်အရွယ်အမျိုးသမီးတယောက်ဟာလက်တစ်ဖက်မှာလက်လက်ကြီးကြီးစားထိမဲ့ပြီးစိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ဒေတာခန်ကပြောပါတယ် စစ်ကောင်စီတပ်ဖက်ကလက်နက်ကြီးမပစ်ခတ်ခင်နေ့လယ်နနာရီခွဲဝန်းကျင်မှာတော်လေရီတပ်ဖွဲ့ဘက်ကစစ်ကောင်စီတပ်ရဲ့306အမြောက်တရင်ကိုဒရုန်းနဲ့ဘုံဒီသုံးလုံးကျေးချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အလေးပိုင်းရော်မှာဘဲလမုတ်ရော်ကနေဒေသခံတဝဲလောက်စစ်ဘေးရှောင်နေရပြီးစာနေရီခါနဲ့နေထိုင် စားတောက်ဖို့အခက်အခဲတွေကြုံတွေ့နေရတယ်လို့သိရပါတယ်။ တနိုင်ငံလုံးအပြည့်ရက်စာချုပ်ဖြစ်တဲ့ NCA ဟာလဲဆုံးနေပြီးအာဏာရှင်စနစ်အဆုံးသတ်ရတာအဖြစ်ဖြစ်တာကြောင့်မြန်မာစစ်တပ်နဲ့မဆက်ဆံဖို့တိုင်းရင်းသားလက်နက်ကအဖွဲ့6ဖွဲ့ကနိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။ဆိုသူအောင်သတင်းပေးပို့ထားပါတယ်ရှင်။တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ဟာစစ်အာဏာသိမ်းမှုနဲ့အတူဖြည့်ဆည်းခံလိုက်ရပြီဖြစ်တာကြောင့် UN ASEAN အပါအဝင် နိုင်ငံတကာတန်တမာရီအနေနဲ့ဆယ်နှစ်ပြည့်အခမ်းအနားကိုမတက်ရောက်ဖို့တိုင်းရင်းသားလက်နက်ကိုင်6ဖွဲ့ကပူးတွဲတောင်းဆိုလိုက်ပါတယ်။ ANCO ကိုနာမည်ခံပြီးပြုလုပ်တဲ့ဟန်ပြလုပ်ငန်းစဉ်တွေနဲ့2008ဖွဲ့စည်းပုံအောက်ကအတုအယောင်ရွေးကောက်ပွဲတွေဟာတရားဝင်မှုရကျင်တဲ့ဆက်အာဏာရှင်တွေရဲ့ကြိုးပမ်းမှုသာဖြစ်ပြီးပြည်တွင်ပဋိပက္ခတွေကိုပိုပြီးရှေ့ချစီလိမ့်မယ်လို့ ANCO ရည်ထူထားတဲ့ EAO 6ဖွဲ့ကအောက်တိုဘာ23ရက်ရက်စွဲနဲ့ထုတ်ပြန်အသိပေးခဲ့တာဖြစ်ပါတယ်။ အဓိကကတော့နိုင်ငံတကာကနဲ့ဒီနေဦးတော်ဆိုင်ရေးမှာကျွန်တော်တို့အတွက်ပြီးတော့တိုင်းသူပြည်သားတွေအတွက်လုံနိုင်တာအများကြီးရှိပါတယ်။စီရေးမဟုတ်ရင်တော့တန်တမာရေးအရာတော်လကောင်းစီပေါ်ရေးအရာတော်လကောင်းဖက်ပေါင်းဆောင်ကနဲ့အဲ့ဒါလို့လူခွန်ကြီးကန္တာကနဲ့တော်လကောင်းလုံနိုင်တာမျိုးအများကြီးရှိပါတယ်။အဲဒါကြောင့်နိုင်ငံတကာကိုကျွန်တော်တို့ဒီအချက်အလက်တွေနဲ့တောင်းဆိုတာဖြစ်ပါတယ်။စစ်ကောမရှင်က NCA ၁၀နှစ်ပြည့်အခမ်းအနားနဲ့အလုံယုံဆွေးနွေးပွဲကို နေပြည်တော်မှာရှိတဲ့ MICC 1မှာအောက်တိုဘာ15ရက်ကနေ19ရက်အထိကျင်းပဖို့ပြင်ဆင်ထားပြီးနိုင်ငံတကာတန်တမန်တွေကိုပါဖိတ်ကြားထားတာဖြစ်ပါတယ်။ဒါကြောင့် EU 6ဖွဲ့ကနိုင်ငံတကာအသိုက်အဝန်းအနေနဲ့ NCA ကိုအကြိမ်ကြိမ်ချိုးဖောက်ခဲ့တဲ့စစ်တပ်ကကျင်းပတဲ့ပွဲကိုမတက်ရောက်ဘဲမြန်မာပြည်သူနဲ့အတူရပ်တည်ကြောင်းပြသဖို့တောင်းဆိုခဲ့ပြီးအာဏာရှင်စနစ်အဆုံးသတ်ရေးသားအဖြစ်ဖြစ်တဲ့အကြောင်းဆိုပါတယ်။ဘလောက်ရက်ဆက်ကြမ်းကြုတ်တယ်နောက်ပြီးတော့ဘလောက်ကို ငင်းငင်းဆိုတဲ့သကကလုံးနဲ့လွဲချော်နေတယ်၊ကွဲလွဲနေတယ်ဆိုတာကိုလည်းပဲဒီအချမ်းဖတ်စစ်တပ်ကအကြိမ်ကြိမ်တက်တည်ပြပြီးဖြစ်ပါတယ်ဗျာနော်။အဲ့တော့ကြောင့်မလို့ဒါအောင်နားလေသဘောပေါက်ကြတဲ့ဒိုင်းနာတော်လိုင်းရဲ့အင်အားစုတွေရောမပြည်သူလူတရက်လို့နောက်ပြီးတော့ကျွန်တော်တို့မျိုးသားညွေဆိုးရွာရောဟာနော်ဒီအချမ်းဖတ်စစ်တပ်ကခင်းပေးထားတဲ့လမ်းကြောင်းမဟုတ်တဲ့မဟုတ်တဲ့ပေါ့နော်။တကယ်ကိုစစ်မှန်တဲ့ငင်းငင်းရေးကိုရရှိနိုင်မှုဒါအတူတူ အဲကျွန်တော်တို့သဘောတူညီချက်တွေရယူရတယ်ပြောဆိုဆွေးနွေးကြတာတွေနောက်ပြီးတော့ဘယ်လိုပုံစံမျိုးနဲ့အရှိတ်ဆက်သွားကြမယ်ဆိုတဲ့ကိစ္စတွေကိုတိုင်ပင်ဆွေးနွေးလျက်ရှိကြသလိုဆက်လက်ပြီးတော့လည်းဥပပေါင်းဆောင်ရွက်သွားဖို့ရှိပါတယ်ဗျ2015ခုနှစ်အောက်တိုဘာ15ရက်နေ့2018ခုနှစ်ဖေဖော်ဝါရီ23ရက်နေ့တွေမှာ NCA စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တဲ့တိုင်းဒါလက်နက်ကင်တပ်ဖွဲ့10ဖွဲ့ရှိခဲ့ပါတယ်အခုထုတ်ပြန်ချက်တွေမှာကရင်အမျိုးသားအစည်းအရုံး KNU မြန်မာနိုင်ငံလုံးဆောင်ရာအကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ချင်းမျိုးသားတပ်ဦး CNF ပို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL လို့လာဟုဒီမိုကရက်တစ်အစည်းအရုံး RDU တို့အပြင်မွန်ပြည်သက်ပါတီဆရာနာရှင်တိုက်ဖြတ်ရေး NMSP AD တို့ကထုတ်ပြန်တိုက်တွန်းလာတာဖြစ်ပါတယ်။ကြံဖွဲ့တွေကတော့ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကရင်ငញ្ញမ်းရေးကောင်စီ KNU KNLPC ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ARP တို့ပဲဖြစ်ပါတယ်ကျွန်တော်စိုးသူအောင်ပါအင်းစိန်ထောင်မှာအချင်းကြောင့် ထိန်သိမ်းခံထားရသူတွေကိုစစ်အုပ်စုကလုံမဲ့ရွေးကောက်ပွဲမှာကြိုတင်မဲပေးဖို့ဖိအားပေးချိန်ချောက်နေလို့သွေးစည်းညီညွတ်သောတပ်မကများအဖွဲ့ချုပ် STUM ကအသိပေးထုတ်ပြန်ထားပါတယ်။အဲ့ဒီအကျဉ်းထောင်အတွင်းအချုပ်ခန့်ချီအချုပ်သားတွေကိုရွေးကောက်ပွဲအတွက်ကြိုတင်မဲထည့်ဖို့ဖိအားပေးနေပြီးကြိုတင်မဲပေးဖို့ငင်းဆန်ရင်ကက်ကွက်မဲအဖြစ်သတ်မှတ်မှာဖြစ်တယ်လို့တိုက်ပိတ်တာမျိုးနဲ့ထောင်တွင်ပြည်နယ်တွေခြောက်တော့မဲဆိုပြီးချိန်ချောက်ချိန်ပေါင်းနေလို့ STUM ကဆိုပါတယ်။ အင်းစိန်ထောင်မှာထိမ့်သိမ်းခံထားရပြီးပြမှုကျူးလွန်တက်သူများခြေကျုံတဲ့ခံဝန်အပ်ဥပဒေအမှုနဲ့အသင်းအဖွဲ့များမဲ့ပုံတင်ခြင်းဆိုင်ရာဥပဒေတွေနဲ့တရားရင်ဆိုင်နေရတဲ့ SDUM ရဲ့ဦးဆောင်သူဒေါ်မျိုးမျိုးအေကိုအော်တိုဘာလ13ရက်နေ့မှာရုံးထုတ်ခဲ့ပြီးနောက်သူ့အပါအဝင်အချုပ်သားတွေကိုကြိုတင်မဲပေးဖို့ဖိအားပေးချင်းချောက်ခံနေရတယ်ဆိုတာကိုအဲ့ဒီအဖွဲ့ချုပ်ကထုတ်ပြန်တာဖြစ်ပါရဲ့ရှင်။ ရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်တခြားမောင်တော်ခရိုင်မှာအာဆာနဲ့အာရဲဆိုအဖွဲ့တွေရဲ့တိုက်ခိုက်မှုနဲ့ပြန်ပေးဆွေးမှုတွေကြောင့်နလအတွင်မှာဒေသခံ၉ယောက်ထက်မနည်းတေဆုံးပြီးပျောက်ဆုံးသူတွေလည်းဆက်ရှိနေပါသေး။ရခိုင်ပြည်မောင်တော်ခရိုင်အတွင်ရှိဒုံညိုမြို့တမဲသားကြော်နဲ့အနီးတစ်ဝိုက်ကြော်တွေမှာအာဆာနဲ့ ISO ရိုဟင်ဂျာလက်နက်ကင်တပ်ဖွဲ့တွေရဲ့ ကျဲပေးဆွေးလူရက်တက်ဖြဲမှုတွေကြောင့်စတင်ဘာလနဲ့အောက်တိုဘာလနှစ်လအတွင်းမှာကြောက်ဆုံးနေတဲ့သူ73ရောက်ထက်မင်းရှိလာနေပြီးအဲ့ဒီထဲမှာတည်ဆုံးသူရုပ်အလောင်း၈လောင်းအထိတွေးရှိထားပြီးကြောက်ဆုံးနေသူတွေကိုလည်းဆက်လက်ရှာဖွေနေစေပါ။ အလားတူပဲရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်တခြားကုံစီတည်ယူပို့ဆောင်ပေးနေတဲ့ဒေတာခံတွေကိုလည်းလက်ခုလက်တွေမှာမိုင်းဆွေတိုက်ခိုက်တာလူရဲတက်ဖြတ်တာတွေကြောင့်ဒေတာခံခီးတော်ပြည်သူတယောက်သေဆုံးပြီး၄ယောက်ထိခိုက်ဒဏ်ရာရရှိတော်တယ်လို့ဒီဘူဘီရဲ့အစူစီးထားတဲ့အချက်လက်တွေအများသိရပါတယ်ဒါကြောင့်အခုရပ်ပန်းအတွင်းမှာအာရခတက်တော် AA အနေနဲ့မြို့တွင်းအဝင်ဂိတ်တွေမှာလုံခြုံရေးကိုအထူးဂရုစိုက်လှုပ်ဆောင်နေတာတွေရှိနေတယ်လို့မောင်တော်ဒေတာခံတွေကပြောပါတယ် ကျွန်တော်တို့သူ့ရင်နာဖို့ကြာပါလို့ဆိုတော့ငပိုင်းလမ်းဖက်ကိုတည်ပြီးတော့မှမတော်ရင်ကြတော့ဘူးအလုံးလုံးကိုမတော်ရင်ဘူးပုံစံစီစီဖို့အတွက်ဒီလိုဟာခရီးသေးမတော်ကြဘူးအရင်ကယူဆိုင်ပြီးတော့နေရတာပေါ့ဗျာညာညာဖက်ကြီးဆိုလည်းနုံနုံကြတာနေရတာပေါ့အခုတော့သူတို့ကလက်နဲ့ပြည်လက်နဲ့ခဲနေကြလဲသူတို့မှပါလာပြီဆိုတော့ဘယ်နာကနေဘလို့မျိုးလုံးချင်မလဲဘယ်လိုမျိုးတည့်ဖက်မလဲအဲ့လိုပဲ ဟိုပီရှာနေပြီးတော့ဟိုတောင်းကျပြီးတော့မှကျွန်တော်တို့တော့လာရရရှိပါတယ်။ဒါမဲ့သူတို့စီးငွေမျိုးလုံချောင်းမှုတွေကိုဒီဘက်ကလည်းအရင်ကယူဆပြီးတော့မှရောက်ခိုင်းကဒီမျိုးရင်းတွေဝင်လာတဲ့လမ်းတွေကိုပြီးပြီမှအရင်ကထက်လုံချုံရေးတင်းချပြီးတော့မှစစ်စစ်လာတယ်ပိုပြီးတော့ဆွေးလာတာပေါ့နော်။ဟိုဒီမျိုးဝင်ဒိတ်တွေမှာရှင်လေဒီသူတွေတင်းချတဲ့ အာဆာနဲ့ ISO လက်နက်ကိုင်တပ်ဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာယာယီတက်စကန်တွေအခါအမှာစကန်တွေတိစောက်ထားပြီးအဲ့ဒီကနေတဆင်ရခိုင်ပြည်မော်ရော့ခန်အတွင်ကိုနယ်မြေနဲ့မယူတောင်းလမ်းကြားကနေတဆင်ဝင်ရောက်နေတာပါ။ ဒါကြောင့်လက်ရှိမှာအေအေအနေနဲ့နေဆက်လုံခြုံရေးကိုအထူးတွန်းမြင့်လှုံ့ဆော်နေပြီးတောတောက်တွေနဲ့လူပြတ်တဲ့နေရာတွေကိုတယောက်တည်းဒါမှမဟုတ်လူနေစုတွေနဲ့တော်လာတာမလုပ်ကြဘို့အရေးတကြီးတော်လာရမယ်ဆိုရင်နင်းဆက်ရာအေအေရဲ့အုတ်ချုပ်ရင်းနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုတရင်ပို့ပြီးမှတော်လာကြဖို့တတိပေးပြောဆိုထားပါတယ်ဒါပေမဲ့တဖက်မှာလည်းဒေတာခန်တွေဟာအလို့အကန်ရှားပါမှုနဲ့စာဝန်ရည်ကြက်တီးမှုတွေကြောင့်ကိုပေစီအငားသိယူပို့ဆောင်မှုတွေလုပ်နေကြတယ်လို့ဆိုပါတယ် ဒီကမလားဆိုအကောင်းဆုံးမလားဘင်းကစားဒီကမတော်တာအကောင်းဆုံးပေါ့ဒါပေမဲ့မတော်ဘဲနေရင်ဘာနဲ့စားကြမလဲငတ်နေကြပြီလေအရင်တုန်းကဆိုအဲ့ဒီလမ်းကြောင်းကနေကုန်တွေကိုကားတွေနဲ့ပဲတဲတာဒါပေမဲ့ခုကကားလမ်းကလည်းမတုံးရတော့ဘူးဆိုတော့ဆိုင်ငယ်ကလေးသမားတွေကိုငှားတုံးလာကြပါတယ်တစည်းကိုနှစ်သိန်းကနေနှစ်သိန်းခွဲလောက်တိပေးပြီးငှားကြရတာစားဝတ်နေရေးအဆင်ပြေတဲ့သူတွေကအရေးဆုံးပြီးတွားကြတယ်ခုလိုတွားတဲ့သူတွေကခံရတာပေါ့နော်ဒါပေမဲ့လုံခြုံရေးကစိုးရင်နေရပြီမဲ့ဆင်းရဲပြင်ပန်းလုံးတော့လှုပ်ရှားကြရတာပဲအခုကတဖြည်းဖြည်းပိုဆိုးလာတဲ့အချိန်တွေမှာရှိပါတယ် လက်လုပ်လက်စားသမားတွေကပိုဒုက္ခရောက်တာပေါ့နော်အငမ်းမခံနိုင်လို့လှုပ်ရှားရင်လည်းဘဝကဆုံးဖို့ပဲရှိတယ်အေးချမ်းမှုအခြေအနေတွေကမရှိတော့ပါဘူးဗျာလုံခြုံမှုလည်းမရှိတော့ဘူးတဖက်မှာလည်းရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့အကြမ်းဖက်လှုပ်ရှားမှုတွေကြောင့်ရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်မှာနေထိုင်ကြတဲ့ပြည်သူတွေရဲ့အသက်အိုအိမ်စီးဆင်းတွေကိုချိန်ချောင်နေတဲ့အတွက်လုံခြုံရေးတတိရှိဖို့လိုအပ်တယ်လို့အေအေကထုတ်ပြန်ထားပါတယ် ဒါကြောင့်ရခိုင်ဘင်္ဂလားဒေ့နေဆက်ကြမှာရိုဟင်ဂျာလက်နက်ကိုက်တပ်ဖွဲ့ဖြစ်တဲ့အာဆာ ISO အဖွဲ့တွေဟာရခိုင်ဒေသတွင်းကိုဝင်ရောက်ပြီးစစ်ရဲလှုပ်ရှားနေမှုတွေကိုဟန်တားဖို့နဲ့ထိရောက်စွာအရေးယူပေးဖို့ဘင်္ဂလားဒေ့ဂျာဖြတ်အစိုးရကိုရခိုင်အမျိုးသားအဖွဲ့ချုပ် ULA ကအော်တိုဘာလ7ရက်နေ့မှာထက်မဲ့တိုက်တွန်းတောင်းဆိုထားပါတယ်။ကျွန်မကေခိုင်ပါ။ ගැන ගාතරයෙනු ගෝසල ඇටෙන් සැපවාමේ မာဒါဂက်စတာမှာဂျန်စီဆန္ဒပြပွဲတွေကြောင့်သမ္မတနိုင်ငံတွေကထွက်ပြေးတော့ခဲ့တယ်လို့လွှတ်တော်မှလည်းတရားဝင်ဆွတ်ဆွဲပြစ်တင်ပြီးဖြုတ်ချခဲ့အပြီးမှာစစ်တပ်ကတာဝန်ယူတော့မှဖြစ်တယ်လို့ပုံကံမှုကိုဦးဆောင်ခဲ့တဲ့အထူးတပ်ဖွဲ့တမူဗိုလ်မှူးကြီးမိုက်ကယ်ရန်ရီယာနီနာကအတည်ပြုပါတယ်ရွေးကောက်ပွဲလှုပ်ပေးမှာလားလို့သတင်းထောက်တွေကမေးမြန်းခဲ့ရမှာတော့အစောဆုံး၁၈လနောက်အကြဆုံး၂၄လပဲလို့အာနာသိန်းဘုံမူကြီးကပြောပါရည် ဂျန်စီဆန္ဒပြသူတွေကအာဏာသိမ်းလိုက်ပြီလို့ဘုံဘုံကြီးရန်ဒူရီယာနီဝီနာကနိုင်ငံပိုင်ရေဒီယိုကနေကြေညာခဲ့ပြီးအောက်လွတ်တော်ကလွှဲလို့မဲတိုင်းအလုံးရက်ဆိုင်ထားကြောင်းကြေညာလိုက်ပါတယ်။အထက်လွတ်တော်ဖွဲ့စည်းပုံးဆိုင်ရာခုံရုံးရွေးကောက်ပွဲကော်မရှင်ဟိုက်ကုတ်တရားရုံးလူအခွင့်ရေးကောင်စီတို့ကိုရက်ဆိုင်လိုက်တာဖြစ်ပါတယ်။တဖက်မှာတော့ပြည်ပတင်းချောင်တော်ပြီလို့ယူဆရတဲ့သမ္မတကအောက်လွတ်တော်ကိုအမိတ်ဒီဂရီနဲ့ဖြတ်သိမ်းဖို့စ조사ခဲ့ပါတယ်။ ်တစ်ဖက်မှာလည်းလွတ်တော်အမဲတွေကသမရကိုဆွဆွဲပြစ်တင်ပြီးဖြုတ်ချခဲ့တာကြောင့်နိုင်ငံရေးလက်ခဲတေးလေးဖြစ်နေချိန်မှာစစ်တပ်ကအာဏာသိမ်းလိုက်တာဖြစ်ပါရဲ့ရှင်။ ဟာမတ်စ်တိုက်ခိုက်ရေးသမားတွေကဂါဇာမြို့တော်မှာလူ9ယောက်ကိုစီးဝိုင်းတွေကိုဆွဲခေါ်လာကသူတို့ကိုအတင်းအကျပ်ဒူးထောက်ခံပြီးနောက်ကျော်ကနေသူတို့ကိုပြစ်တက်လိုက်တာကိုပြသထားတဲ့ဗီဒီယိုတစ်ခုအော်တိုဘားလ7ရက်နေ့တလင်းလာနေနောက်ပိုင်းမှာပြန့်နေလာပါတယ် အဲ့ဒီဗီဒီယိုစစ်မဲ့ကြောင့်လည်းချန်သူအဖွဲ့တွင်နဲ့ပူပေါင်းဆောင်ရွက်သူတွေလို့ဆွဆွဲပြီးတပြန်မှုကိုတလင်းလာနေကဟာမက်စ်အပါအဝင်အဖွဲ့တွေရဲ့အဖွဲ့ဝင်တွေကလှုံ့ဆော်ခဲ့တာဖြစ်ကြောင်းကိုဟာမက်စ်တည်င်းရှင်မြစ်တခုကရိုက်တာကိုအတည်ပြုခဲ့ပါတယ်။ဟာမက်စ်အဖွဲ့ဟာဂါဇာကမ်းမြောင်ဒေသကအမိတ်ချိုးဖောက်မှုတွေကိုနောက်ထပ်တီးခတ်နေမှာမဟုတ်ကြောင်းလည်း ရဲသူနဲ့ပူပေါင်းသူတွေလက်နက်ကိုင်လူရဲသူတွေနဲ့မိုးရဲစေဝါရောင်းဝယ်သူတွေကိုပြစ်မှတ်ထားအရေးယူတော့မှာဖြစ်ကြောင်း Hamas တရင်ရှင်မြေက Rider တရင်ဌာနကိုအင်ကာနေကပြောကြားခဲ့ပါတယ်။အော်တိုဘာလ14ရက်နေ့အင်ကာနေကမြပြတဲ့တိုက်ခိုက်ရေးသမားတွေကိုပို့ပြီးတွေ့မြင်လာရကြောင်းဂါဇာဒေသခံတွေကပြောကြားပြီးအကူအညီတွေပေးပို့ဖို့လိုအပ်တဲ့လမ်းကြောင်းတွေတစ်ချောင်းမှာဖြတ်ကျက်နေရယူထားကြတယ်လို့ဆိုပါရရှင်။ ဆက်လက်ပြီးအားကစားသတင်းကိုတင်ဆက်ပေးပါမယ်။ပိုလန်အသင်းအတွက်ကစားချိန်မှာတကောက်ကျော်တရားရရှိခဲ့တဲ့ဘာစီလိုနာ တိုက်စင်မှုလီဝမ်ဒေါစကီဟာရီယယ်မက်ဒရစ်နဲ့အက်ကလက်စီကိုဒါဘီပွဲစဉ်ကိုလွေးချော်ဖို့ရှိပါသေးတယ်။ ်အသက်38နှစ်ရှိပိုလန်တိုက်စင်မိုးဟာလီတူရီနီယာကိုအနိုင်ရတဲ့ပွဲမှာတကူဂိုးသွင်းယူခဲ့ပြီးပွဲချိန်ပြည့်ကစားခဲ့ပေမဲ့တကောက်ကျော်တရားရရှိခဲ့တာပါဘာစီလိုနာဘက်ကလည်းလီဝန်ဒေါစကီတကောက်ကျော်တရားရရှိခဲ့တာကိုအတည်ပြုတော့ပြီးတရားတသက်လာပေမဲ့အခြေအနေပေါ်မူတည်ပြီးတော့ပြန်ကစားနိုင်မယ့်ရက်သိရှိနိုင်မှာဖြစ်ကြောင်းသတင်းထုတ်ပြန်ပါတယ်ဘာစီလိုနာဟာလာမယ့်အောက်တိုဘာလ18ရက်နေ့မှာဂီရိုနာနဲ့ကစားရမှာဖြစ်ပြီးအောက်တိုဘာလ20ရက်နေ့မှာ ိုလံပီယာကော့စနက်ချန်ပီယံလိပွေးစဉ်ကစားရမှာပါ။အဲဒီနောက်အော်တိုဘာလ26ရက်နေ့မှာရီယန်နဲ့ဒါဘီပွေးစဉ်ရှင်ပြိုင်ကစားတော့မှာဖြစ်ပါရဲ့ရှင်။ဒီပွဲရုံမြင့်တန်ကြရဲ့နိလေနနာရဲ့သတင်းတွေကိုတရရှုစားခေကြရတာပါညနေ၄နာရီမှလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွက်ပြီးတင်ဆက်ပေးအောင်ပါပါကျွန်မကေခိုင်ပါကျေးဇူးတင်ပါတယ်ရှင်